င်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြင်းကုံမြင်းခွန်တိုင်း EK အကြောင်းလေးပဲဖြစ်ပါတယ်။ င်းကောမြင်းခွန်တိုင်းညီနောင်တို့ရဲ့နောက်လိုက်တွေဟာဆိုရင်တကဏီနမ်းမြေပုံစံနန်းတော်ကိုအတင်းဝင်ကြပါတယ်အရှိဝင်မှုတောင်တဝဲဘူးကင်းဝင်မင်းကြီးတို့ဟာစံနန်းတော်တို့ကျူးကျော်လာတယ်မြင်းကောမင်းသားတို့အားခုခံတိုက်ခိုက်ခဲ့ပါတယ်ထို့သောအားချင်းမများခုခံသူတို့အထီးခိုက်အကြနာခဲ့ပါတယ်အတွင်းဝင်ရေနံချောင်းမျိုးစားမင်းကြီးမဟာမင်းလာကျော်ကောင်ကိုဓာဖြစ်မိုးကချိန်ချောက်၍သစ္စာခံစေပါတယ်သူရဲဝံရွှေပြေရန်အောင်မြင်းဝင်သတို့မင်းကြီးမဟာသမိန်ဘေးပြတ်စာကိုလည်း၎င်းဤအတိုင်းသစ္စာခံစေရသစ္စာမခံ ညင်းဆန်သဖြင့်ငဖြူသီးကပင်လှုပ်ကြံလိုက်ရာဆန်နဲ့နော်ပေါ်ရင်ကြာဆုံးခဲ့ပါတယ်။သူရဲဝင်ရဲ့ကြောက်စီသားကိုငဖြူသီးကရခဲ့ပါတယ်။ဘောင်းတော်ဆောင်မှာရပင်တကားကိုဖျက်၍အတင်းဝင်ရောက်လှုပ်ကြံကြသဖြင့်တကားမှာဆောက်ရှောက်ခုခံသူတောင်တဝဲပူတဲ့ရန်သူလက်ချက်ဖြင့်ကြာဆုံးခဲ့ပါတယ်။မြင်းခုံတိုင်းမင်းသားဟာမင်းတော်မင်းရှိရာယာယီနန်းတော်သို့အပြေးလာတဲ့အခါမှာမင်းတော်မင်းအနီးခါစားနေတဲ့ကင်းဝင်မဟာမင်းလဇေယဆိုသူကခမဲတော်ကိုမလှုပ်ကြံတဲ့မှာဖျားဆိုကရှေ့မှစီး၍ကာကွယ်သဖြင့်မြင်းခုံတိုင်းမင်းသား ားလက်ချက်ဖြင့်ကိဝင်မဟာမင်းလာစီရသူမှကြာဆုံးခဲ့ပါတယ်မင်းတော်မင်းလည်းလှုပ်ကြံမြည်ဆဲဆဲလွတ်မြောက်ခဲ့၍အခင်းဖြစ်သည်ဆိုသည့်နန်းတော်သို့ဝင်ရန်ကြိုးစားခဲ့ပါတယ်ဝင်းပြင်သို့အရောက်မှာမြင်းကိုမင်းသားကလှုပ်ကြံရန်တာဝန်ပေးထားသောရွှေသားဘိုငပိုက်ကြီးနှင့်တွေ့ခဲ့ပါတယ်မင်းတော်မင်းဟာသူ့အားလှုပ်ကြံရန်စောင့်နေသောငပိုက်ကြီးကိုတွေ့သည်နှင့်ငပိုက်ကြီးငါ့ကိုပိုဆန်းဟုအမိန့်ပေးခဲ့ပါတယ်ငပိုက်ကြီးကမင်းတော်မင်းရဲ့အမိန့်ပေးသံကိုကြားသည်နှင့်သူ၏တာဝန်ကို မေ့လျော့သွားခဲ့ပါတယ်သူလှုပ်ကြံရမည်မင်းတော်မင်းကိုချီးပိုးပြီး တော့နန်းတော်စီတို့ခတ်တုတ်တုတ်လျှောက်ခဲ့ပါတယ်မိပရခေါင်ကြီးကိုတော့ကလပြိုတနတ်စီမောင်ချုံကခြိပိုးပြီးတော့ပို့ရပါတယ်မခရမင်းသားမှာနောက်လိုက်နောက်ပါများနဲ့အတူဖခင်မင်းတရားကြီးကိုကာကွယ်ပြီးလိုက်ခဲ့ပါတယ်လန်ခရီးမှာတော့အနဝွန်ဥတက်တူကိုမြင်းနဲ့တွေ့ခဲ့ပါတယ်မင်းနှုံးမင်းဟာထိုမြင်းပေါ်သို့ပြောင်းစီပြီးတော့ခရီးဆက်ခဲ့ရာနန်းတော်တို့မြို့တော်မြောက်ဖက်ပန်းဦးတရားမှာဘေးကင်းစွာနဲ့ဝင်ရောက်နိုင်ခဲ့ပါတယ်ဝင်းကြီးဥယံဝင်းမှာလည်းတက်တော်နဲ့တွေ့ပြီးတော့ကလိုက်ပါလာခဲ့ပါတယ်မင်းနှုံးမင်းရွှေနန်းတော်တို့ဝင်ရောက်သွားချိန်မှာတော့မြင်းကုန် င်းခုံတိုင်းမင်းသားတို့ဟာဂျာယီနန်းတော်အတွင်မှာမှွေနောက်ပြီးတော့ခမဲတော်ကိုလိုက်လံရှာဖွေခဲ့ပါတယ်။ရွှေနန်းတော်မှာမတွေ့ရသဖြင့်နောက်ကျောင်းပြန်လှည့်လာပြီးရွှေကျုံးပိုင်ကျုံးလွန်ကမှာပြိုတားနိုင်ရလာဟုသောတပောင်သင်းများကိုဟစ်အော်တွေးကြရင်ရွှေမျိုးတော်ဥထိတ်တကားမှာမျိုးအတွင်းသို့ဝင်လာခဲ့ပါတယ်။မျိုးအတွင်းသို့ရောက်တည်နေရွှေတော်ယူတကားမှာတက်တက်အတွင်းသို့ဝင်းရန်အားထုတ်ကြပါတယ်။ရွှေတော်ယူတကားမှာနတ်ရှင်ရွေးတနတ်ဘူမောင်ဆိုတက်နဲ့ရင်ဆိုင်တက်ခဲ့ခဲ့ကြပါတယ်။တနတ်ဘူတက်ကမြင်းကွန်တက်ကိုမတားနိုင်သဖြင့်စု တ်ခွာရရွေးတော်ယူတကားပွင့်သွားခဲ့ပါတယ်။မြင်ကော်မင်သားဤအမိန့်နဲ့နောက်လိုက်တသားတို့ကလွှတ်တော်ကိုဝင်စီးပါတယ်။လွှတ်တော်အတွင်းမှာရှိတဲ့မကွေးမျိုးစားဝင်ကြီးတရိုးမင်းကြီးမဟာမင်းလာတိဟတူဝင်နောက်ကျောင်းရဲ့မျိုးစားမင်းကြီးမင်းခေါင်တိဟတူတဲဝင်တော်မင်းကြီးမဟာတိဟတူရာဝင်ကြီးဥကြာနုနဲ့မုမတ်များအဖမ်းခံကြရပါတယ်။မြင်ကော်မင်သားဤတတိကတကဏီကိုစီးနိုင်ရန်စူးစမ်းခဲ့ပါတယ်။တကဏီပေါက်လျင်နန်းတော်သို့ရောက်ပါပြီ။ထိုအခါမှာတော့ရာဇပလင်မှာမိမိတို့လက်ဝဲသို့ရောက်မီနဂ နီမနေ၍မခရမင်းသားနှင့်ပခန်းဝင်ကြီးတို့ဦးစီးသောတပ်တွေကရွတ်ရွတ်ချွန်ချွန်ပြန်လည်ခုခံခဲ့ပါတယ်။မြင်းကောမင်းသားဟာမခရမင်းသားကိုစီယုံရန်လဲစူးစားပါတယ်။ခရမင်းသားကငှပိုက်ထဲမှာခမဲတော်ရဲ့ထမင်းမဲရှိတယ်ဆိုပြီးတော့ပြန်လည်ခုခံခဲ့ပါတယ်။မြင်းခုံတိုင်းမင်းသားကနန်းရင်းတို့အလွယ်တကူမဝင်ရောက်နိုင်သဖြင့်လွတ်တော်ကိုမိရှို့ရန်မြင်းကောမင်းသားအားအကြံပေးပါတယ်။မြင်းကောမင်းသားကလည်းနန်းတော်ထဲမှာမဲတော်ရှိနေ၍ညီတော်ရဲ့အကြံကိုလက်မခံခဲ့ပါဘူး။မင်းသားညီနောင်တွေဟာပြပိုက်မှာမြို့နန်းတစ်ချမ်းကိုရပြီးဖခမဲတော်သဘော ရာကိုတိလိုသည်ဟုစာရင်း၍ပိုးနီပဝါရစ်ပတ်ခါတကဏီအတွင်းသို့ပြချလိုက်ပါတယ်ထိုစာကို တကဏီအမှုတံငရေချမ်းမှတဆင်မင်းတော်မင်းကိုတော်တိုင်းဖက်ပြီးငါ့ကိုရမပြုတ်နှင့်ဟုစာရေးကပဝါနီရစ်ပတ်ပြီးလျင် မြင်းကိုညီနောင်တို့၏မိခင်တောင်ရွှေရေးဆောင်မိဖုရားအားအပေါလွှတ်လိုက်ပါတယ်မင်းသားညီနောင်တို့လည်းစာကိုအရေးမထားဘဲဆက်လက်တက်ခတ်ခဲ့ပါတယ်ထိုစဉ်ကနာမင်းသား၏တပ်တွေကကနာမင်းသားကွယ်လွန်သူကိုမသိဘဲ၎င်း၏သခင်ကိုရှာရန်နန်းတော်သို့ထိတက်လာကြပါတယ်မြင်းကိုမင်းသားရဲ့တပ်တွေကကနာမင်းရဲ့တက်များလာတဲ့ ဲ့အခါမှာတော့ထွက်ပြေးချရပါတယ်။အသာစီးရနေတဲ့မြင်းကွန်မင်းသားရဲ့တက်တွေဟာတခဏအတွင်းမှာပဲအေးနိုင်သွားကြပါတယ်။တိုက်ပွဲမှာမြင်းကွန်မင်းသားဘက်ကအထိနာပြီးတော့အနောက်ရုံးဘက်မှာတွားရောက်စုယုံစဉ်မင်းနုံမင်းအားလှုပ်ပေးလိုက်တော့ငပိုက်ကြီးကိုတွေ့သည့်နှင့်မြင်းကွန်မင်းသားကအဆုံးစီရင်လိုက်ပါတယ်။အနောက်ရုံးမှနေရင်တညာလုံးနန်းတော်သို့တနက်စိန်မြောင်းများဖြင့်ပစ်ခတ်ပါတယ်။မင်းနုံမင်းရဲ့တက်တွေကနန်းတော်မှနေရွေ၎င်းကနောင်မင်းသားတက်တွေကတစ်တက်အပြင်မှနေရွေ၎င်းတက်ခိုက်ကြသဖြင့်မြင်းကွန်တက်တွေဟာညာ၃ချက်တီးကျော်အချိန်မြို့တောင်ဘက်ရ န်နေတကားမှာဆုတ်ခွာက စိတ်ကန်းရှိဘရင်ပိုင်းဒေနန်းစကြာတင်မော့ဖြင့်အောက်ပိုင်းမလွန်ရက်ကိုစုံပြီးပြေးကြရပါတယ်လန်ခရီးမှာမြို့ရွာများကိုတက်ခိုက်ကရွှေငွေရတနာပစ္စည်းများကိုသိမ်းယူလိုက်ပါတယ်မြင်းကောမင်းသားနဲ့အပေါင်းအပါရီဟာမြင်းချံမြို့မှာလူစုကနေပြည်တော်ကိုတိုက်ခိုက်ရန်ကြံတော်လဲမအောင်မြင်ခဲ့ပါဘူးမြင်းကောမင်းသားတို့ကိုဖမ်းဆီးဖို့အတွက်အတွင်းဝင်ရေနံချောင်းမျိုးစားမင်းကြီးမဟာမင်းလှတော်ကောင်ကိုလည်းလက်နက်လူသူအပြည့်နဲ့ညာနန်းစကြာတင်မော့ဖြင့်လိုက်စီခဲ့ပါတယ်သို့တော့မြင်းကောမင်းသားအဖွဲ့ဟာအင်္ဂလိပ်အစိုးရပိုင်းနေမြေတဲသို့စ ုတ်ခွာသွားပြီးလွတ်မြောက်သွားခဲ့ပါတယ်။မြင်းကုန်းညီနောင်နဲ့အတူမိခင်တောင်ရွှေရဲဆောင်မိဖုရားကြီးလည်းပါသွားခဲ့ပါတယ်။မြင်းကုန်းမင်းသားညီနောင်တွေဟာနောက်လိုက်အချွေရန်အနှဲငယ်နဲ့ရန်ကုန်တို့ထွက်ခွာလာရာအလွန်မောပန်းတော်မူလာသဖြင့်တောဆက်တစ်ခုမှာအိပ်ပျော်နေစဉ်နေချင်းအင်္ဂလိပ်တို့ကမလွတ်တမ်းအဆောင်အကျန်ပြင်းထန်စွာဖြင့်ဖမ်းဆီးပြီးလျင်အလွန်ကျဉ်းမြောင်းလာသောအချုပ်အနောင်တို့ဖြင့်ကပလီကျုံးကိုပို့လိုက်ပါတယ်။ထို့မြို့မှာလည်းစိတ်မချရသေးသဖြင့်ကာလာကတားတို့၎င်းထောမတဆင်ထူနာမြို့တို့၎င်းတဖန်ဘာယာနတိမြို့တို့၎င်းပို့ဆောင် ောင်ကမြည်သည်ကိုမှထွက်ခွင့်မပြုခဲ့တော့ပါဘူးကနောင်မင်းသားလှုပ်ကြံခံရတဲ့နေမှာပဲကနောင်မင်းသားဤသားတော်ကြီးပဒိန်မင်းသားကနောက်လိုက်များနဲ့ရွှေဘိုတို့ထွက်သွားရင်နေပြည်တော်ကိုပုံကန်သောကနောင်မင်းသားကြီးကိုလှုပ်ကြံခဲ့သောမြင်းကုံမင်းသားဟာတိုင်းတစ်ပါးတို့ရောက်ရှိနေတော်လဲအာနာသိမ့်မီအကျန်စီကိုမလျှော်ဘဲနဲ့ဆက်လက်အကောင့်ထံဖော်ရန်စူးစမ်းခဲ့ပါတယ်ဘာယာနတိမှာရှိတဲ့အကျဲချုပ်ခံထားရသောစံအိမ်မှာမြင်းကုံမင်းသားဟာသူ၏အဝတ်ဟောင်းများကိုလာယူလျှော့ဖို့ပြီးတော့ဒိုဘီကြီးကိုဖမ်းဆီး၍ဒိုဘီကြီး၏အဝတ်စားများကိုဝတ်ဆင်ပြီးအ ဝေဟောင်းတို့ကိုခေါင်းနှင်ရွက်ခါထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဒီနောက်မှာတော့ကုံတဲ့တယောက်ဤအခိုင်းအစေးကူလီအဖြစ်ပြင်သစ်အပိုင်းချန္နရာနဂိုမြို့သို့အရောက်သွားခဲ့ပြီးပြင်သစ်အစိုးရထံမှခိုလုံခဲ့ပါတယ်။ဆရာတော်ဥက္ကဋ္ဌမဟာဂျပန်ပြည်မအပြန်ကိုရီးယားတရုတ်တို့မှတဆင်အင်ဒိုချိုင်းနာရှိဆိုင်ကွန်၊ယခုဗီယက်နမ်၊ဆိုရှယ်လစ်သမ္မတနိုင်ငံဟိုရှီမင်းမြို့တို့သို့ဝင်ခဲ့ပါတယ်။ဆိုင်ကွန်မြို့မှာမင်းနုံမင်းတရားကြီးဤသားတော်မြင်းကွန်မင်းသားကြီးနှင့်၎င်းဤသားတော်နှစ်ပါးတို့နေထိုင်လျက်ရှိပါတယ်။မြင်းကွန်မင်းသားကြီးက ဆရာတော်ဥဥတ္တမအကြောင်းကိုသတင်းစာများမှတဆင့်ကြားသိပြီးဖြစ်ရာအလွန်တွေ့ကျင်နေခဲ့ပါတယ်။ထို့နောက်ဆရာတော်ဥဥတ္တမဆိုင်ခုံမြို့သို့ရောက်ရှိနေကြောင်းသိလျင်တည်တည်ချင်းပါပဲ။မြင့်ကော်မင်းသားကြီးကဆရာတော်အားပင်း၍ဆွံ့ကြွေးခဲ့ပါတယ်။ဆရာတော်ဆုံးဖုံးပေးနေစဉ်မှာမြင့်ကော်မင်းသားကြီးကအရှင်ဖရာတပည့်တော်ရာစပလင်မောဖေမထန်ရသမျှတော်မြမပြီကိုမပြန်တော့ဘူးဟုရှောက်ထားရာဆရာတော်ကြီးကတကားကြီးဂဲတလုံးကို ရေထဲချကအတန်မီပါလိမ့်မယ်။မြမပြီကတော့အတန်မီတော့မီမဟုတ်ပေဘူးမိန်တော်မူရာ မြင်းကိုမင်းသားကြီးမှာမျက်ရည်များပြင်ကြခဲ့ရှာတယ်လို့ဆိုပါတယ်။ဒီနေ့တက်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မြင်းကိုမြစ်ခုံတိုင်းရေခင်အကြောင်းလေးပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ဖွယ်တမိုင်းကြောင်းလေးများကိုဆက်လက်တက်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။